ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမယ်ဇလန်းလေးကတော့တည်ရဲမခေါ်ချေလို့မြည်ရတဲ့ပရာလောကဇလန်းကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအမေတာညကြရင်ဖိုးမောင်တို့အိမ်မှာစားသွားကြမလို့အမေအေးအေးစားပေးကြတော့တငွေချင်းနေစုံတော့စကားကြီးပဲပြောမနေနဲ့ဟုတ်ကဲ့ပါအမေရစာကူပဲအာယုံဆက်သားရေ စေတန်းဆောင်မီဝဲကအရေးကြီးတယ်။ဘာမှအာယုံနဲ့မထားနဲ့ကြာလား။ဟုတ်မေတားသိပါတယ်။စာကလွှဲရင်ဘာမှစေတဲ့မထားပါဘူး။ကောင်းနေအမေသားကိုပညာတကြီးဖြစ်စေခြင်းလို့သာပါသားရဲ့။အမေစည်းစနာကို နားလေစမ်းပါ။တားနားလေပါတယ်မေ။မိုးဆိုးမှမိခင်ကြီးဒေါ်စံမြတ်ကတားဖြစ်သူခဲ့နော်အာပညာတက်တယောက်ဖြစ်စေခြင်းပါတယ်။ဒါကြောင့်မလို့အကျော်ရောင်းပြီးတော့တားကိုเจ้าကိုထားပြီးပါတယ်။ ခန်းနောင်ကလည်းလူငယ်ဆိုပေမဲ့စာကူတာဂီယုတဆိုင်တင် जा ခဲ့ပါတယ်။တခြားចောင်းသားတွေလိုရည်စားထားခြင်းစိတ်လေတောက်ချင်းမမရှိခဲ့ပြီးလိမ္မာတဲ့အသားကြောင့်ဒေါ်စံများတယောက်ပင်မဆင်းရဲမှုကို မေ့လျော်နေခဲ့ပါတယ်။ညနေစောင်းမိုးချုပ်ချုပ်ခန်းနောင်လည်းတငယ်ချင်းဖြစ်သူ ဖိုးမောင်အိမ်သို့ထွက်လာခဲ့ပါတယ်။ဒီကနေ့ဖိုးမောင်အိမ်မှာဖိုးမောင်ရဲ့မိဘများမရှိကြပေ။နေမအလူရှိတဲ့အတွက်အလူတို့ ညာအိတ်ခရီးထွက်သွားခြင်းဖြစ်ပါတယ်။ဖိုးမောင်ကြီးဖိုးမောင် ဟာ ခန့်နောင်တောင်မှရောက်လာပြီပဲ။ဟာစီသူလည်းရောက်နေပါလား။အေးဟုတ်တယ်ကွာ။ဖိုးမောင်ကလန့်ခေါ်လို့ရောက်လာတာ။ဒီမှာပဲစာပွိုင်းပြီးတော့ကြက်ကြမလို့လေ။ပြီးတော့ဒီနေ့ညငါတို့ပြောစရာကောင်းတဲ့ဂိမ်းကစားနည်းလေးတခုကစားကြည့်ကြမလို့။ဘာဂိမ်းကစားနည်းလဲ။ငါကစာကိုပဲလာကြည့်တာ။စာလဲကြည့်ရမှာပါခန့်နောင်ရ။ ပြီးမှဂိမ်းကစားကြမှာဘလို့လဲစိတ်ဝင်စားတယ်မလားအေးစိတ်ဝင်စားတယ်ဘာဂိမ်းကစားနေလဲဒါတော့မပြောသေးဘူးညရောက်ရင်တော့သိမှာပေါ့ကွာဖိုကောင်ဖုံးမောင်ရော မတွေ့ကြဘူးလားမတွေ့ဘူးဆိုလမ်းထိပ်သွားပြီးစားစီရသွားဝယ်တယ်လေတငယ်ချင်းငါပြန်လာပြီဟဲ့ဟာဖိုးမောင်ပြောရင်းဆိုရင်ဖိုးမောင်တော်မှ ပြန်ရောက်လာပြီခန့်အောင်တော်မှရောက်နေပြီပဲ ေးအခုလေးတွေမှရောက်တာကွဒီမှာညကြရင်စားဖို့စားစရာလေးပါလေတော့ဝယ်တာကောင်းပါလေကွာကောင်းတယ်အဲ့ချင်းလေအဆင်ပြေတာပေါ့လာအိမ်နဲ့တော့ရတော့တငယ်ချင်း၃ယောက်အိမ်နဲ့တော့ဝင်ခဲ့ကြပါတယ်ခန့်တော့ထမင်းလေးပါလေရောစားခဲ့ရလားစားခဲ့ပြီပြီကွာမစားရသေးရင်အိမ်မှာထမင်းနဲ့ဟင်းရှိသေးတယ်လို့ပြောမလို့စားပြီပြီဆိုတော့ထားလိုက်ပါတော့ ဒီနေ့စာမေးဝဲကအရေးကြီးတယ်နော်မင်းတို့ကောင်းနေပော့မနေကြနဲ့ပော့မနေပါဘူးကွာငါတို့လည်းတက်နံတလောက်တော့စ조사ပြီးကြက်ကြရပဲအောင်နာမအောင်နာနောက်တော့သိရမှာပေါ့ဘာပဲဖြစ်ဖြစ်ကို့ဘက်ကစ조사ထားတော့ပို့ပြီးတော့သိကြတာပေါ့ကွာအေးပါငါတို့လည်းအောင်အောင်စ조사မှာပါကွာထုံနာမှာတော့အိမ်မော်တက်တို့တက်ပြီးတငယ်ချင်းတယောက်စာအတူတူကြက်ကြပါတယ်အတန်းငယ်ကြတော့ စီသူကစာကြက်နေရာမှာစကားတခုံပြောလိုက်ပါတယ်ဟဲ့ကောင်နေကစားပွဲကိုစလဲရတော့မလားမိကစာရပြီလားရပြီလေဒီလောက်ကတော့အေးစေးဒါဖြစ်ရင်ငါဘက်ကလည်း ready ပဲခန့်အောင်ရောအစင်သင့်ပဲလားငါကစာရေးနေပြီဆိုတော့မင်းတို့ကစားပွဲကိုစော့ကြည့်တာပေါ့ဒါနဲ့မင်းတို့စော့မဲ့ဂိမ်းကစားနီးကဘာလဲဆိုတာငါမသိသေးဘူးငါ့ကိုရှင်းပြကြအောင်ဒီမားกว่า အင်းချထားတဲ့စာရွက်တရွက်ငါတို့သုံးယောက်ကဒီစာရွက်ပေါ်မှာလက်ညှိုးတစ်ချောင်းစီတင်ထားပြီးတော့အနားမှာရှိတဲ့ဝင်းကျင်တကောင်ကောင်ကိုဆက်သွယ်ပြီးတော့သိကျင်တာမိမှာဘလို့လဲမင်းကိုစိတ်ဝင်စားတယ်မလားခန့်အောင်စိတ်ဝင်စားတယ်ကွာဒါဖြင့်စားကြတာပေါ့ဖိုးမောင်ပြတင်းပေါက်တီကိုပိတ်ထားလိုက်ကစားပွဲကစားတော့မယ်โอเคဗျာခဏလေးပဲဆောင်ဖိုးမောင်လည်းလင်းမြန်တက်လက်စာ အခန်းပြတင်းပေါက်များအားဖြွင့်လိုက်ပါတယ်ကဲ မင်းတို့နှစ်ယောက်ကဒီစာရွက်ပေါ်မှာလက်ညိုးတွေထိထားကြအစင်သေးဖြစ်ရင်ငါစတော့မယ် ready ပဲ okay စတော့ဒီအနီးပဝင်းကျင်းတွင်ပရလောကသားများရှိပါသလားစီသူကအတန်ကြဲကြဲဖြင့်ထပ်မံပြောလိုက်ပါတယ်ဒီနားပဝင်းကျင်းတွင်ပရလောကသားများရှိပါသလားတကယ်၍ရှိတယ်ဆိုရင်ကျွန်တော်တို့စကားပြောအောင်လာခဲ့ပါဖိတ်ခေါ်ပါတယ်ရုတ်တရက်လေးပြင်းလေးတစ်ချက်ကတိုက်ခတ်သွားပါတယ် ခန်းစီလိုက်ကများတဖြည်းဖြည်းလွလွန်သွားတယ်။စီသူခန်းအောင်နဲ့ဖိုးမောင်လည်းတယောက်မျက်နှာကိုတယောက်ကြည့်ပြီးအခြေအနေကိုစောင့်ကြည့်လိုက်ပါတယ်။ကျွန်တော်ဖိတ်ခေါ်တာလို့လက်ခံနေဆိုပါကစပွဲကုံကိုနှစ်ချက်ပုတ်ပြပါ။ဒီချိန်မှာပဲဘုံဘုံဆိုတဲ့အသံနှစ်ချက်နဲ့တူ။ဟာဖိုးမောင်နဲ့ခန်းအောင်တို့မျက်လုံးများကအံ့ဩသွားပါတယ်။အကောင်အထည်မမြင်ရပဲစပွဲကုံမှာလက်ဖြင့်ရဲနေတဲ့အသံနှစ်ချက်ကို ကြားလိုက်ရပါတယ်။ အခုရောက်လာတာအမျိုးသမီးလားအမျိုးသားလားအမျိုးသားဆိုရင်စပွဲကွန်ကို၃ချက်ပုတ်ပြပါအမျိုးသမီးဆိုရင်၂ချက်ပုတ်ပြပါဒီချိန်မှာပဲဘုံဘုံဆိုတဲ့အတန်က၃ချက်ပြီးလိုက်ပါတယ်စပွဲကွန်အားထုနိုင်တဲ့အတန်က၃ချက်တတိထွက်ပေါ်လာပါတယ်စီသူတို့တငယ်ချင်းတစုလည်းရောက်ရှိလာတဲ့ပရလောကအသားမှာအမျိုးသားဖြစ်နေမှန်းသိလိုက်ရပါတယ်ဖုံမောင်မင်းသိကျင်တာရှိရဲ့မင်း ကျွန်တော်အသိရှင်တာတခုမေးပြရသည်ကျွန်တော်စိတ်ဝင်စားတဲ့ပန်းမှုမှာချိရတဲ့ချစ်သူရှိပါသလားတကယ်၍ချစ်သူရှိပါကစပွဲကုံအားနှစ်ချက်ပုတ်ပြပါဘုံမောင်ရဲ့မိကွင်းဆုံးသွားတာနဲ့စပွဲကုံကြီးမှာထုနဲ့တဲ့နှစ်ချက်ကြားလေးရပါတယ်ဘုံမောင်လည်းသူ့လိုချင်တဲ့အဖြစ်ရလိုက်ပြီမလို့ပြုံးရှင်သွားပါတယ်ခဲ့နော်မင်းမေးချင်တာရှိရင်မေးလေကွာမင်းလေကျွန်တော် မေခွန်းတစ်ခုလောက်တော့မေးပေးရစီဒီနေ့စေတန်းကိုနှစ်ချင်းပေါက်ကျွန်တော်အောင်းနိုင်မလားအောင်းနိုင်မယ်ဆိုပါကစပွဲကုံကိုသုံးချက်ပေါက်ပြပါခင်ဗျာဘုံဘုံဆိုတဲ့အတန်ကသုံးချက်တီးတီးကောင်းမှကြားလေရပါတယ်ဟာသုံးချက်တီးတယ်ဟာဒါဆိုငါဒီနေ့စောင့်မွေးဝဲအေးစေးအောင်းနိုင်ပြီပေါ့ခန်းတော်ကသူ့ဆန္နာပြေဝါတော့မီမို့ဝမ်းသာနေပါတယ်စီသူမေရောက်မေးလေကွာအင်းအင်း ျွန်တော်တခုလောက်တော့မေးပြရစီအခုရောက်လာတဲ့ပရလောကတာဟာကျွန်တော်တို့နဲ့နေချင်းပါသလားဟာဟေးကောင်စီသူဘာတွေရောက်မင်းနေရလဲဟုတ်တာပဲစီသူကလည်းဘာတွေမင်းနေရလဲဟာအတန်ဒီစမ်းမှာမင်းတို့ကလည်းအပျော်ပေါ့ကွာကျွန်တော်တို့နဲ့နေချင်းနေဆိုရင်စပွဲကုံကိုလေးချက်တီးတီးပုတ်ပြပါစပွဲကုံရဲ့အတန်မှာလေးချက်တီးတီးတောင်မှထွက်သွားပါတယ်ဟာလေးချက်တီးတယ်ကွာ ဒုက္ခပါပဲစီတူရတော့ကြပြန်ခိုင်းဖို့ခက်နေမှဖြစ်ဘာမှမဖြစ်ပါဘူးကွာသူလဲဒီနေ့ညဆိုပြီးရင်ပြန်ရမှာပါဘာမှပုံမနေပါနဲ့ဖိုးမောင်ပြင်မဲဆိုရင်တော်သေးတာပေါ့ကွာတော့ကြမပြင်မဲအိမ်မှာအောင်တင်နေမှဖြစ်ဒုက္ခပဲကဲမင်းဘာမှကြောက်မနေနဲ့ငါသူ့ကိုပြန်ပို့လိုက်မယ်စိတ်ချကျွန်တော်ထပ်ပြီးတော့ပြောပြရစီတင်ဟာကျွန်တော်တို့နဲ့အတူနေခွင့်မရှိတဲ့အတွက် တင်များပြီးရင်တင်လာကြလမ်းတိုင်းပြန်ရပါမယ်ကျွန်တော်ပြောတာကိုသဘောတူလက်ခံပါကစပွဲကုန်ကိုတစ်ချက်ပုတ်ပြပါတငယ်ချင်း၃ယောက်ထွက်ပေါ်လာတဲ့အတန်အားနားစော်နေမိပါတယ်အချိန်တော်ကြာတဲ့အထိဘာတမ်းမှထွက်မလာသဖြင့်ဖိုးမောင်နဲ့ခန်းတော်တို့နှအူးမှချွေများကထွက်လာပါတယ်ဟိတ်ကောင်စီသူဘာတမ်းမှမကြတော့ဘူးကွာမင်းပြောတာကိုလက်ခံမှုမရဘူးဒီမှာနေတော့မှလာမသိပါဘူးကွာစိတ်သက်ပါပဲ ဘာတမ်းမှမကြဘူးဆိုတာကသူ့ပြန်ထွက်သွားလို့နေမှာပါတငယ်ချင်းဟာဘာမှပုံမနေပါနဲ့ဟုတ်ပြီလားသူလဲသူလန်းသူသွားလိမ့်မယ်ကြည်နေကဲညင်းလေးနဲ့လာပြီအိတ်ကြရအောင်ကွာခန်းတော်ကစကားဆအကိုဖြည့်လိုက်ပြီးအိတ်ရန်ပြင်ဆင်လိုက်ပါတယ်နောက်တနေ့မနက်ရောက်တော့ခန်းတော်နဲ့စီသူတို့ကို့အိမ်ကိုကိုပြန်ခဲ့ကြပါတယ်ဘိုးမောင်နဲ့မိဘတွေမှလည်းအလူပွဲပြီးညနေခင်းအိမ်တို့ပြန်ရောက်လာကြတယ် တားရေဖို့မပြားမေရေခဲတတာတွေကအမဲသားတွေပဲရောက်သွားတာလေတာမင်းညားကစားလိုက်ကြတာလားမစားပါဘူးအမေရဲ့အစိမ်းနေမလို့ဒီတိုင်းပဲထည့်ထားတာပါအမေရဲ့တေချာကြည့်ပါအောင်ရှိမှာပါတေချာရှားပြီးပြီ မရှိဘူးကြောင်နေပါ ड़ी စားတာပြောရအောင်လေရေခဲတတာကိုဘသူမှမဖွင့်နိုင်တော့ဘလို့လုပ်ပြီးတော့မရှိတာလေတားလည်းမသိဘူးမေတားတို့မစားဘူးမေ အေးပါမင်းမစားဘူးဆိုတာသိပါတယ်အမေကမစားလဲရပဲပျောက်သွားလို့နှစ်မျိုးနေတာဘေးတဲ့နံမလဲမိမရဲ့ထက်ပြီးတော့ဝယ်ဖို့ပဲရှိတော့တာပေါ့ကွာအင်းပါတော့မရှိတော့မှတော့ဝယ်ရတော့မှာပေါ့ရှင်ရှိခဲတတာတဲမှာ အမေသားများထိုးစွမ်းစွာပင်ပျောက်ဆုံးသွားပါတယ်ဖုံးမောင်လဲအပြည့်ရှာမရပဲညရောက်တော့ဟင်းကျယ်များကို အုပ်ဆောင်ဖြင့်တေချာအုပ်ထားပြီးထားလိုက်ပါတယ် တာမိ၃ယောက်စားစီယာများအားလှုပ်စီယာရှိရာလှုပ်ပြီးအိတ်ရတဲ့အသီးသီးဝင်ခဲ့ကြတယ်။ညတကောင်ရခန့်ရောက်တော့မိဖို့အကြောင်းနဲ့မှအတန်ပလန်များကိုကြားသဖြင့်ဖိုးမောင်ရဲ့မိခင်လည်းအိတ်ရထဲမှာထားပြီးတော့ထလာခဲ့ပါတယ်။မိဖို့အကြောင်းတို့အတန်မပြေပဲချီဖောဖွာလေးချင်းနှင်းလာခဲ့ပါတယ်။လက်သေးတွင်လည်းကြောင်ရိုက်တဲ့အတွက်ဒိုလုံးတလုံးလေးကင်ထားပါတယ်။ မိဖို့ကြောင့်ခလုတ်ကိုလက်တစ်ဖက်ဖြင့်ဖွင့်လိုက်ပါတယ်။မိဖို့ကြောင့်တစ်ခုလုံးကဝန်းကနေထိန်လင်းသွားတယ်။ဟင်တဲ့ရဲ့ဖိုးမောင်ရဲ့မိခင်လည်းမြင်လိုက်ရတဲ့မိခွင်းကြောင့်ထိတ်လန့်ပြီးတော့អော်ហេះလိုက်ပါတယ်။မိခင်ဖြစ်သူရဲ့អော်တန်ကြားသဖြင့်ဖိုးမောင်နဲ့ဖိုးမောင်ရဲ့ဖခင်တို့လည်းအောက်ထက်သို့အပြေးလွှာရောက်ခဲ့ကြတယ်။မိမဘာဖြစ်တာလဲ?အမေဘာဖြစ်လို့လဲဗျ? တတရေကြည့်မြင်လိုက်တယ်တရေဟုတ်လားမိမဟုတ်တယ်မိဖို့တဲကအတန်ကြားလို့ထကြည့်တာမိလဲဖွင့်လိုက်ရောဒုက္ခလုံးမဲတူနေတဲ့တရေကြည့်တကောင်မြင်လိုက်တာပဲအုပ်ဆောင်ကိုလှန်ပြီးတော့အုပ်ဆောင်အောက်ကဟင်းတွေကိုစားနေတာကျုပ်ကိုလည်းမြင်ရောဖြစ်ကနေပျောက်သွားတာပဲမိခင်ဖြစ်သူရဲ့စကားကြပြီးဖုံးမောင်မျက်စိမျက်နှာပြက်သွားပါတယ်မိမိတို့တန်ငယ်ချင်းတတိုက်ပွေလီရှာလီစော်ကစားတဲ့ကစားနည်းကြောင့် တရဲကအိမ်ပေါ်မှာမစင်ပဲတောင်းကျင်းနေပါတယ်။ဘုံမောင်စိတ်ထဲတွင်မှာတော့စီတုအားကြိမ်ဆဲနေမိပါတယ်။လာပါမင်းမရဲ့မရှိတော့ပါဘူး။ပြန်အိပ်လိုက်။ငါရေမန်းလေးပါလေတွားယူလိုက်ဦးမယ်။ဘုံမောင်ရဲ့မိခင်လည်းတုံတုံယုံယုံနဲ့အိမ်ပေါ်သို့တက်သွားပါတယ်။အိမ်အောက်တွင်တော့ဘုံမောင်တို့သားဖပဲကြံမာတော့တယ်။ဘုံမောင်ပြားဖေငါတို့မရှိခင်ဒီအိမ်မှာဘာတွေဖြစ်ခဲ့လဲ။ ဘာဘာမှမဖြစ်ပါဘူးဖေရဲ့တကယ်ဘာမှမဖြစ်ပါဘူးမင်းငါမျက်နှာကိုသိချကြည့်ပြောမင်းတခုခုကိုဖုံးကွယ်ထားတယ်မလားအမှန်တမ်းပြောငါလက်မပါခြင်းဘူးဟုတ်ဒါပြောပါမယ်ဘိုးမောင်လေးဖခင်ဖြစ်သူကိုကြောက်ရသဖြင့်အဖြစ်အပျက်များကို ပြန်ပြောပြလိုက်ပါတယ်ဒါဆိုမင်းတို့ကတရေခေါ်ကြီးဆော့ကြတာပေါ့ဟုတ်ကဲ့ဖေငါထတည်းနာတော့မယ်ဆော့เสียရရှလို့တရေခေါ်ကြီးမှာဆော့ရသလားကွာ တေအခမိကိုကိုချိုးတက်သွားမှာတကယ်ပါပဲကွာတေလေအပေါ့ရှာတဲ့ကောင်းနေဖုံးမောင်လေးအမားရှိသူမလို့ဘာမှပြမပြောပဲအตาငြိမ်နေလိုက်ပါတယ်နောက်နေ့ရောက်တော့ဖုံးမောင်ရဲ့ဖခင်ကအထက်လန်းဆရာတယောက်ကိုပင်ပြီးတည်ရဲနဲ့နင်းရပါတော့တယ်ဆရာကြီးကြောက်ပါခမညာခမညာသားကအတော့ကိုပွေလီရှာလီစော့တာပဲမပြောချင်တော့ပါဘူးဆရာကြီးရဲ့ သူတို့မလို့ဒီလိုပေါက်ခိရတယ်ကစားကြတယ်ဗျာသူတို့ကလည်းအပြည့်ပြောလို့မရဘူးလူငယ်တွေဖြစ်နေတော့လူငယ်တဘာဝလက်တည့်ဆန့်ကျင်ကြတာပဲဒါပေမဲ့ပြလောကသားတွေကိုတော့တွားပြီးတော့မထီးမဲ့မြင်းမဲ့တွားပြီးမလုပ်ရဘူးလူမာလဲလူစီဆိုတာရှိတယ်လို့ပြလောကမှာလဲသူစည်းနေသူရှိတယ်ကွကဲကဲပြလောကသားကိုဖိတ်ခေါ်ပြီးတော့အကျိုးအကြောင်းပြောကြရတာပေါ့ EAE ဌာန၌ရောက်ရှိနေသောပရာလောကသားကိုငါဆရာရဲ့အမိန့်ဖြင့်ဖိတ်ခေါ်လိုက်တယ်။မိသူမတာစီပြေပင်ခြင်းမပြုရ။ဆရာကြီးရဲ့အမိန့်တန်ဆုံးတာနဲ့ဖုံးမောင်ရဲ့မိခင်ခန္ဓာကိုယ်ကြီးတစ်ခုလုံးတုံ့ပြန်လာပြီးတော့ထရေလိုက်ပါလေ။ငါကိုခေါ်ပြီးဘာပြောမလို့လဲ။ဖုံးမောင်ရဲ့မိခင်မှာယောက်ျားရင်မာကြီးရဲ့အတံမျိုးဖြစ်နေပါလေ။ဖုံးမောင်တို့သားဖနှစ်ယောက်လည်း တန်တောနေဖြစ်နေပါတယ်။စီယာခေါ်လိုက်တဲ့အကြောင်းကတော့မင်းဘာကြောင့်ဒီအိမ်မှာဆက်ပြီးနေရတာလဲ။ဒီအိမ်သားတွေမင်းကြောင့်ထိတ်လန့်နေတယ်ဆိုတာသိလား။သိတယ်။ငါ့ကိုခေါ်ပြီးနေခိုင်းတာကလည်းသူတို့ပဲ။ချက်ချင်းပြန်လွတ်တာလည်းဒင်းတို့ပဲ။ဒါကြောင့်ငါအကြောင်းကိုသိအောင်လို့ဒီမှာနေပြီးစတောင်းနေတာကွာ။ပြရလောကစီကိုလာဖောက်လို့မရဘူး။ ဒီကလေးတွေကိုစားစီအာကြည့်မင်းကို တောင်းပန်ပါတယ်သူတို့ကမသိနားမလဲလို့လုံမိတာပါမိကဘယ်မှာနေလဲဆိုတာစီအာကြည့်ကိုပြောပါဦးငါကလမ်းထိပ်ကကိုကိုပင်ကြီးမှာနေလာတာအနစ်ရာနဲ့ချီနေပြီတရက်ကငါလမ်းထွက်ပြီးအစာရှာနေတုန်းဒီအိမ်နဲ့ကခေါ်တန်ကြလို့ငါဝင်လာတာငါကိုနေခွင့်ပေးပြီးချက်ချင်းပြန်လို့ကြလို့ဒေါသဖြစ်ပြီးဆက်နေတာပဲစိတ်ကိုလျှော့လိုက်ပါ စီယာတောင်းမှန်နေပြီပဲမတိနားမလည်လို့မားတဲ့အမကိုကြည်အိပ်ပေးလိုက်ပေါ့ကွယ်စီယာဘကမင်းကြည်နေအောင်ဘလို့လုပ်ပေးရမလဲစီယာသူတပားကိုထိခိုက်နာကြအောင်မလုပ်ချင်ဘူးဒါကြောင့်ဒီအိမ်ကအသာတကြီးပြန်ပြီးတော့ကိုယ့်နေရာဌာနမှာ ပြန်နေဖို့မေတ္တာရက်ခံပြရစီတီလာသမားဒီနဲ့ပြည်စုံတဲ့စီယာကို အာမခံဝင်ပါဘူးငါကြည်နေအောင်တော့ငါနေထိုင်တဲ့တဲ့ပင်အောက်မှာအမေသား၆တုံး ထမင်းဖြူတစ်ပတ်ကံလာချပေးပါဒီလိုဆိုရင်ငါကြည်ကြည်နဲ့နဲ့ခွင့်လွှတ်ပေးမယ်နောက်တစ်ခါဆိုရင်ဒီလိုလုပ်ရင်တော့ဒီကလေးတွေကိုဝင့်ကျင်နှုတ်ဖို့လက်တွန့်နေမှာမဟုတ်ဘူးနော်ကောင်းပါပြီဖြစ်ချင်တဲ့အတိုင်းစီရလုပ်ပေးပါမယ်နောက်ကိုဒီလိုအဖြစ်မျိုး မဖြစ်စီရပါဘူးစီရတတိပေးထားပါမယ်မင်းနေထိုင်တဲ့နေရာကိုမင်းပြောင်းနိုင်ပါပြီစီရကြီးစကားဆုံးသွားတော့ဖုန်းမောင်ရဲ့မိခင်လည်းခွေကြသွားပါတယ် တတိလဲပြန်ညလာအောင်လုပ်ပြီးဆရာကြီးကိုကြတော်လိုက်ကြတယ်ဖို့မဗျာဆရာကြီးခုနကပြောတာတော့အလုံးမင်းလဲကြားတယ်နော်ဟုတ်ကြားပါတယ်ဆရာကြီးနောက်တစ်ခါဒီလိုထပ်မလုပ်နဲ့အကွက်မင်းရဲ့တငယ်ချင်းတွေကိုလည်းပြောထားပြရလောကသွားကိုသွားရှုပ်လို့ကတော့မရဘူးအလုံးဒုက္ခရောက်ကုန်မယ်ဟုတ်ကဲ့ဆရာကြီးကျွန်တော်မှတ်ထားပါမယ်နောက်ကိုလည်းဒီလိုမဖြစ်စေရပါဘူး ကောင်းပါပြီခမားတို့ကလန်ထိတ်ကိုကိုပင်အောက်မှာအမေသား6တုံးထမင်းဖြူတပတ်ကန်ကိုတစ်ပင်အောက်မှာတွားပြီးတော့ပုံထားပေးလိုက်ပါဟုတ်ကဲ့ဆရာကြီးလုတ်လိုက်ပါမယ်ဟုတ်ကောင်ဖို့မောင်မိမလိုက်ခဲ့ဒီကိစ္စကအဓိကမိမယ်ဟုတ်ပြီဘိုးမောင်လည်းကိုအပြစ်နဲ့ကိုမလို့ဘာမှအထုံးမတက်ဝင်ပြီဘိုးမောင်ဟေ့ဘိုးမောင်အော်စီတူမင်းကိုဘာလာလို့တာလဲဟင်း ငါဟိုကိစ္စလာပြီးတောင်းမှန်တာကွာအဲ့ဇက်လောက်ဖြစ်သွားလိမ့်မယ်လို့မထင်တတ်ဘူးတောင်းမှန်ပါတယ်ကွာငါကြောင့်မင်းအိမ်ကအတော်ဆူဆူခံလိုက်ရတာပဲစိတ်မဆိုးပါနဲ့တငယ်ချင်းရရပါတယ်မဆိုးပါဘူးအချင်းချင်းနေပဲနောက်ကတော့ငါစီလာရင်မင်းကတခုတော့ဂရီပေးရမယ်ဟင်ဘာဂရီလဲဖို့မောင်တရေမခေါ်ကြီးဟာအေးပါကွာငါကဂရီပေးပါလေတရေလုံးဝမခေါ်တော့ပါဘူး ငါလဲလန့်သွားပါပြီဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီဇလန်လေးကိုအဆုံးထိလိုက်နာဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ